People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါဒီနေ့ April 16ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ Water နဲ့ကိုကန့်တက်ရဲ့လုံခြုံရေးအကူအညီနဲ့စစ်ကောင်စီတပ်လာရှုံမြို့ရဲပြန်ဝင်လာတဲ့သတင်း။ NUG နဲ့စစ်ကောင်စီတို့ကိုအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်တီးကြားစီတွေ့ဆုံတဲ့အကြောင်းမကွေးအချင်းထောင်မှာပြစ်ခတ်မှုဖြစ်ပြီးနိုင်ကျင်းနှစ်ဦးထပ်မံနဲ့တေဆုံးတဲ့ဖြစ်စဉ်လီဒိုလမ်းပိုင်းလဝါရွာမှာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA အသိပေးတဲ့သတင်းတွေကိုနားဆင်ရမှာပါ။ ရှမ်းပြည်မြောက်ပိုင်းလားရွှွမြို့တွေကိုဒီနေ့မှပြန်လည်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို Water UWSA နဲ့ကိုကန်တ MNDAA တို့ကလုံခြုံရေးယူပေးခဲ့ရတယ်လို့မြို့ကန်သတင်းရှင်းမြစ်တချို့ကပြောပါတယ်။ဒီမနက်ပိုင်းမှာလာရှိုတီဘောလမ်းပိုင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေဟာရှင်တန်းနဲ့မြို့တွေဝင်လာသလို လာရှိုမြို့လေရင်ကွင်းစီရဟတ်ရင်နဲ့ပို့ဆောင်ပေးတာလည်းရှိတယ်လို့မြို့ကန်ကဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလိုက်ပါလာတဲ့ရင်တန်းကတော့လာရှုနဲ့မိုင်၄၀ခန့်သာဝေးတဲ့မိုင်းရဲမျိုးကနေထွက်ခွာလာကြတာလို့သိရတာပါသူတို့တွေကိုမိုင်းရဲမျိုးအထက်ဟိုရဂိမ်းမှာဝါတက်နဲ့ MNDAA တပ်တို့ကပူးတွဲပြီးရှေ့ပြေးလုံခြုံရေးယူပေးခဲ့တယ်လို့ဝါသတင်းတွေကိုဖော်ပြတဲ့ဝါ Newsland ကအတိအပေးဖော်ပြပါတယ်လာရှုမျိုးရဲစစ်ကောင်စီပြန်လဲရောက်ရှိလာပြီးနောက်ဒီနေ့ညနေပိုင်း၃နာရီခွဲအချိန်မှာ စစ်ကောင်စီလေတပ်ရဲ့လေရင်တချို့မြို့ပေါ်မှာပတ်ပြန်ခဲ့တယ်လို့မြို့ခန့်တွေကပြောပါတယ်စစ်ကောင်စီကလာရှုမြို့ပေါ်ကိုသာအုပ်ချုပ်ခွင့်ရမှာဖြစ်ပြီးမြို့ပတ်ဝန်းကျင်ကိုတော့ကိုကန်တက်ကစိုးမိုးထိန်းချုပ်ထားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်ဒါပေမဲ့စစ်ကောင်စီရော MNDAA ဘက်ကပါလာရှုမြို့အခြေအနေကိုတစုံတရာတရားဝင်ထုတ်ပြန်တာမရှိပါဘူးရှမ်းမြောက်ဒေသကိုစစ်ရေးကုတ်ခဲ့တဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှုမြို့ကို10နှစ်ဆက်ကွန်စစ်စင်ရေးဒုတိယလိုင်းမှာ MNDAA ကတင်ယူခဲ့တာပါ လာရှုကိုသိမ်းပြီးနောက် MNDAA ကအုပ်ချုပ်ရေးထူထောင်ခဲ့ပါတယ်။ဒါပေမဲ့လာရှုကိုစစ်ကောင်စီလက်ထက်ပြန်အပ်ဖို့ MNDAA ကိုတရုတ်ကဖိအားပေးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပါသေးတယ်။အခုတော့လာရှုကိုသိမ်းပြီး၈လကျော်ကြာမှမြို့ရဲကနေ MNDAA ဆုတ်ခွာရတာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ MNDAA တို့ကြားမှာတော့တရုတ်ရဲ့စီစဉ်ပေးမှုနဲ့အခုနှစ် January လ18ရက်ကစပြီးအပြစ်ရထားကြတာဖြစ်ပါတယ်ရှင်။ အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူထားသူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအာနာသိန်းစစ်ကောင်စာဘိုးချုပ်မူကြီးမေအောင်လိုင်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကိုတီးခြားစီတွေ့ဆုံလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှီနာဝထရာရဲ့စီစဉ်ပေးမှုနဲ့မနေ့ကဧပြီ18ရက်ညနေပိုင်းကဘန်ကောက်မြို့မှာမလေးရှားဝန်ကြီးချုပ်နဲ့အာနာသိန်းမြန်မာစစ်ကောင်စာတို့လူချင်းတွေ့ဆုံခဲ့တာပါ။ ဲ့ဒီတွေးဆမှုမှာငလင်တန်တဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကိုဆွေးနွေးခဲ့တယ်လို့မြန်မာနိုင်ငံတည်ငြိမ်မှုရဖို့အတွက်လည်းထည့်သွင်းဆွေးနွေးတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောထားပါဗျ။အဲ့ဒီနောက်ဒီမနက်ပိုင်းမှာတော့မလေးရှားဝန်ကြီးချုပ်ကအွန်လိုင်းကတဆင့် NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မိနစ်40ကြာတွေးဆဆွေးနွေးခဲ့ပါဗျ။ NUG ဝန်ကြီးချုပ်နဲ့တွေးဆမှုမှာလည်းမြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နိုင်ရေးအတွက်အာရုံစိုက်ဆွေးနွေးခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်ကသူ့ရဲ့ Facebook ကနေအသိပေးထားပါတယ်။သူတို့နှစ်ဦးဟာဆက်လက်ပြုလုပ်မဲ့တွေ့ဆုံဆွေးနွေးမှုတွေရဲ့အရေးပါမှုကိုလည်းအမြင့်ချင်းဖလှယ်ခဲ့သလိုတင့်တော်တဲ့အချိန်မလေးရှားနိုင်ငံမှာလူချင်းတွေ့ဆုံနိုင်ဖို့ NUG ဝန်ကြီးချုပ်ဘက်ကပုံမှန်လင်းလင်းပြောဆိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ NUG နဲ့ရောစစ်ကောင်စီနဲ့ပါတရားစီ တွေ့ဆုံဆွေးနွေးမှုနှစ်ခုစလုံးဟာအပြုသဘောဆောင်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ ကျွန်တော်တို့ရဲ့ထိတွေ့ဆက်ဆံမှုကိုဘဲဘက်ကမှတစ်ဖက်ကိုတစ်ဖက်ကန့်ကွက်တာတွေမလုပ်ခဲ့ပါဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝါကလူမှုကွန်ရက် X အကောင့်မှာရေးသားအသိပေးထားပါတယ်မြန်မာပြည်သူတွေရဲ့ကောင်းကျိုးချမ်းသာအတွက်အထောက်အကူဖြစ်စေဖို့မြန်မာနိုင်ငံရေးမှာပါဝင်သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့သူကပြောဆိုထားပါတယ်ရှင်။တကြံအကြုံနေ့ဖြစ်တဲ့ April 23ရက်နေ့ကမကွေးအချင်းထောင်မှာရုံရင်းဆန်ခတ်ဖြစ်ပြီးထောင်ဝန်တန်းတွေရဲ့ပြစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးထပ်မံတိုက်ဆုံခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့ထုတ်ပြန်ပါတယ်ဧပြီ23ရက်ည6နာရီလောက်ကမကွေးထောင်ရှိမှရှိတဲ့ရဲတပ်ရင်းကိုဒေသတွင်း PDF တပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ရမှာတိုက်ပွဲဖြစ်ခဲ့တာပါအဲ့ဒီလိုတိုက်ပွဲဖြစ်နေချိန်ထောင်ထဲမှာလည်းအကျဉ်းထောင်ဝန်ထမ်းတွေနဲ့အကျဉ်းသားတွေကြားရုံးရဲဆန်ခတ်ဖြစ်ခဲ့ပါတယ်ဒါကြောင့်ထောင်ရဲ့ကင်းမြောင်စင်ကနေတနက်နေ့ပြစ်ခတ်လို့ထောင်ဓမာယုံမှရှိတဲ့နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင် အနည်းဆုံးနိုင်ကျင်း2ဦးသေဆုံးခဲ့ကြောင်း PPNM ကဖော်ပြပါတယ်။ဒါ့အပြင်နိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသားအများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး9ဦးထပ်မံဆေးဝါးကုသမှုခံယူနေရတယ်လို့ PPNM ကအသိပေးပါတယ်။မကွေးအကျဉ်းထောင်တွင်ဖြစ်စဉ်နဲ့ပတ်သက်လို့နိုင်ငံရေးအကျဉ်းသားတွေကိုစစ်ကောင်စီဘက်ကထောင်တွင်းစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရတာပါ။အကျဉ်းသားတွေနဲ့ထောင်ဝန်ထမ်းတွေကြားရုံရင်ဆန့်ခတ်မှုဖြစ်စဉ်မှာထောင်ဝန်ထမ်းတွေဘက်ကလည်းထိခိုက်ဒဏ်ရာရသူရှိတယ်လို့ PPNM ကဖော်ပြပါဗျာ။ မကွေးအချင်းထောင်မှာ NLD အစိုးရရဲ့မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အချင်းသူအချင်းသား2000နီးပါးကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်တဲကမြစ်ကြီးနာတနိုင်းလီတိုလမ်းပိုင်းကလဝါကြီးရွာဘက်ကိုစစ်ကောင်စီတပ်ထိုးစစ်ဆင်လာလို့ April 14ရက်ကနေ16ရက်နေ့အထိ3ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။ လီတိုလမ်းပိုင်းကလဝါချေးရွာဘက်စီစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ကမြေပြင်ထိုးစစ်ဆင်လာတာလို့ဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။လေကြောင်းပစ်ကူယူပြီးစစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်တာဖြစ်ပြီး KIA ဘက်ကခုခံခဲ့ရတဲ့တိုက်ပွဲသာဖြစ်တယ်လို့သူကအသိပေးတာပါ။စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်ငလင်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးအတွက် KIA ဟာဧပြီလ2ရက်ကနေ22ရက်အထိယာယီအပြည့်ရက်တယ်လို့ကြေညာထားပါတယ်။ဒါကြောင့် KIA အနေနဲ့ထိုးစစ်ဆင်တာမရှိဘဲ ထုတ်ပြန်ထားတဲ့ကြေညာချက်အတိုင်းလိုက်နာနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်စစ်ကောင်စီကလည်းငလင်ဘေးကူညီကယ်ဆယ်ရေးအတွက်အပြည့်ရတယ်လို့ကြေညာထားပေမဲ့မြေပြင်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါရဲ့ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်